မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်မေလ16ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း Special Advisory Council for Myanmar SACM အဖွဲ့ဝင် Professor Yan Healy နဲ့တွေ့ဆုံခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ Special Advisory Council for Myanmar SACM အဖွဲ့ဝင် Professor Yan Healy တို့သည်တောင်ကိုရီးယားတမရနိုင်ငံတွင် မေလ14ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။အဆိုပါတွေ့ဆုံမှုတွေအကြံပေးဆက်တဲ့ဤနိုင်ငံတကာယာစုမှုကျွလွန်နေမှုများအားနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားတမရနိုင်ငံတွင်တရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးမှုတွင်အမျိုးသားညီညွတ်ရေးအစိုးရ၏တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းတောင်ကိုရီးယားနိုင်ငံရှိရှေ့နေများနှင့်အရက်ဖတ်အဖွဲ့အစည်းများမှကိုယ်စားလှယ်များလည်းပါဝင်တက်ရောက်ခဲ့ကြပါသည်ခင်ဗျာ။ တပည့်ရင်အိုးတိန်တွင်ကျွေးရာစတင်ကြောင်းကိုအချမ်းပတ်စစ်တကလေကြောင်းမှပုံကျတဲ့လို့ရ MRTV မြောက်ဝတီတို့ကပြောင်းလဲခိုင်းရင်ရတာပဲလို့တွေးပုံရကြောင်းဦးမင်းကိုနိုင်ပြောကြားဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။တပည့်ရင်အိုးတိန်တွင်ကျွေးရာစတင်ကြောင်းကိုအချမ်းပတ်စစ်တကလေကြောင်းမှပုံကျတဲ့လို့ရ MRTV မြောက်ဝတီတို့ကပြောင်းလဲခိုင်းရင်ရတာပဲလို့တွေးပုံရကြောင်းဦးမင်းကိုနိုင်ကပြောပါတယ်။ပုံကျခံရတဲ့ဆရာမနဲ့စတင်သားတွေရဲ့ပုံကျိတ်တွေကလူတွေကြားထဲမှာ shock ရသွားတာပေါ့။သွေးလန့်သွားတယ်တောက်ခေါက် 数百大例。Okay, super, ဲ့ဒီအခါကျမှဖက်စစ်တက်ကငါတို့တပ်တမန်ရေးလူရဝဲမှုကိုပါတက်ရောက်ပြီဆိုတာသိသွားတော့ချက်ချင်းပဲနောက်တစ်မျိုးကြောက်အားလန့်အားပြောင်းတာပေါ့ဒါကသူတို့နာမည်ဖျက်ချလို့ဒီလိုမဟုတ်ဘူးလုံကြံဖန်တီးတဲ့ပုံတွေပါလို့ထအော်တာ MRTV မြဝတီတို့ကပြောင်းလဲခိုင်းလိုက်ရင်ရတာပဲလို့တွေးနေတဲ့ပုံပါပြာလို့ပြောပါတယ် PDF တွေကပဲလက်နက်စံပီပောက်ကွဲတရားကောက်ကောက်ကြစ်ကြစ်ပြောင်းလဲတော့တာပဲအရေးစကားနဲ့ပြောရင်အကျဉ်းရောက်တယ်ဆိုတာဒါမျိုးပဲဗျရှိသမျှ lobby တွေအပါဝင်နိုင်ငံတကာမီဒီယာ တွေအထိတော့ကောက်ကျစ်ဆင်းလဲတဲ့ဖြူဟာကိုကြင်ညာခန်းလိုက်တာဒါပေမဲ့တဆက်ထဲမှာပဲအရက်ဘက်ကိုဘုံကျဲခဲ့တာကိုလက်တွန့်သွားလာဆိုတော့ဒီတော့ပွက်လောရက်နေတာရခိုင်ပါလဲထက်ကျဲတာပဲဆိုလိုတာကဗျာပြင်းမှုကြီးတွေကိုကျွလွန်ခိုင်းပဲကျွလွန်လိုက်ပဲပြီးရင်သူများကိုလွှဲချလိုက်ပဲရတာဘဲလို့ဦးမင်းကိုယ်တည်းကထထောင်ပြောပါတယ် တပင်းအိုးတိန်တင်ကျေးရစာတင်ကြောင်းအားလေကြောင်းပြတ်တိုက်ခတ်မှုတပတ်အိုင်တပတ်အမ်ရန်နီယာထံဆက်သွယ်ကအထောက်အထားများမျှဝေရန်တောင်းဆိုဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။စကိုင်းတိုင်းတပင်းအိုးတိန်တွင်ကျေးရစာတင်ကြောင်းအားလေကြောင်းပြတ်တိုက်ခတ်မှုတပတ်အိုင်တပတ်အမ်ရန်နီယာထံဆက်သွယ်ကအထောက်အထားများမျှဝေရန်တောင်းဆိုလိုက်ပါတယ်။မေလ12ရက်တနင်္လာနေ့တွင်စကိုင်းတိုင်းဒေသကြီးအိုးတိန်တွင်ကျေးရွာရှိစာသင်ကျောင်းအားလေကြောင်းပြတ်တက်ခတ်မှုကိုမျက်မြင်ကြုံတွေ့ခဲ့သူ တိုက်ရိုက်သိရှိသူများအားရန်ရယာထံဆက်သွယ်ကအထောက်အထားများမျှဝေရန်တောင်းဆိုလိုက်ပါတယ်။ရင်းတိုက်ခတ်မှုတွင်ကျောင်းသား20ဦးထက်မနည်းသေဆုံးခဲ့ပြီးဒါဇင်တစ်ချီကဒဏ်ရာရခဲ့တယ်လို့ WI WM ရန်ရယာကဖော်ပြပါတယ်ခင်ဗျာ။ ဤပုံကျဲတက်ခိုက်မှုသည်အင်အားဖြင့်ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းဖြစ်ပွားခဲ့သည့်လေကြောင်းတက်ခိုက်မှုများအနက်တစ်ခုဖြစ်ပြီးပြစ်ခတ်တက်ခိုက်မှုရစဲကြောင်းကျင်းညာထားသည့်ကာလတွင်တက်ခတ်ခြင်းလည်းဖြစ်တယ်လို့ရန်ရက်ကဆိုပါတယ်။အယက်သားများအားမခွဲခြားပဲလေကြောင်းမှတက်ခတ်ခြင်းသည်စစ်ရာဇဝမှုသို့မဟုတ်လူသားမျိုးနွယ်ကိုကျွလွန်သည့်ရာဇဝမှုမျှောင်နေပါတယ်။ကလေးများကိုတက်ခတ်ခြင်းသည်အလွန်ထိတ်လန့်ဆက်ဆုပ်ဖွယ်ကောင်းပါတယ်။ထို့ကြောင့်ရန်ရက်အနေဖြင့်ကလေးများအားထိခိုက်ကျွလွန်သည့်အမှုများကိုဦးစားပေးစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ဖော်ပြပါတယ်ခင်ဗျာ။ ရွေဦးတော်လည်ရည်အောင်မြင်မှုအတွက်ပကဖအီလူတို့စီယုံရည်သည်အဓိကကျသောမန်တိုင်ဖြစ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ရွေဦးတော်လည်ရည်တွင်ပြည်သူ့ကာကွယ်ရေးအဖွဲ့များပကဖသည်လက်နက်ကင်တိုက်ပွဲများတွင်ပါဝင်ရုံသာမကပြည်သူလူထုနှင့်နှီးကပ်စွာထိတွေ့လှရှားကတော်လည်ရည်အောင်မြင်မှုအတွက်မရှိမဖြစ်အခက်ကဏ္ဍမှပါဝင်လျက်ရှိကြောင်းပကဖအတမှာဖော်ပြထားပါသည်။တော်လည်ရည်တစ်ခု၏အောင်မြင်မှုသည်စီရေးအင်အားတစ်ခုတည်းပေါ်တွင်မူတည်နေခြင်းမဟုတ်ဘဲပြည်သူလူထု၏ထောက်ခံမှုယုံကြည်မှုနှင့်တက်ကြွစွာပါဝင်မှုပေါ်မူတည်လျက်ရှိတာကြောင့်ပကဖများသည်လက်နက်ကင်တိုက်ပွဲများအပြင် ြင်းပြည်သူလူထုထဲသို့နှဆိုင်စွာဝင်ရောက်ကာတော်လှန်ရေးဆိုင်ရာအသိပညာဝေမျှခြင်းလူတို့၏စိတ်ဓာတ်မြင့်တင်ခြင်းနှင့်ဆက်ရနာခြင်းစနစ်ကိုစန့်ကျင်ရန်စီလုံးညီညွတ်မှုကိုတိစောက်ပေးလျက်ရှိတယ်လို့ဆိုထားပါတယ်ပြည်သူစစ်မဟာဗျူဟာ၏အဓိကအချက်မှာပြည်သူနှင့်အတူတော်လှန်ခြင်းဖြစ်ပြီးပကဖများသည်လူတို့နှင့်အမြဲထိတွေ့ဆက်ဆံရင်းတော်လှန်ရေးရည်မှန်းချက်များအမျိုးသားညီညွတ်ရေးအစိုးရ NUGE မူဝါဒများနှင့်စစ်အုပ်စု၏အားနည်းချက်များကိုရှင်းလင်းတင်ပြပြီးလူတို့၏ယုံကြည်မှုကိုရယူလျက်ရှိတယ်လို့သိရပါတယ်မြို့နယ်စစ်ပကဖတာဝန်ခံများသည်တလလေအနေ ည်းဆုံး၄ချိန်ခန့်လူတို့နဲ့တွေ့ဆုံပြီး၎င်းတို့၏အမြင်များကိုနားထောင်ကာဖြေရှင်းပေးလျက်ရှိသည့်အပြင်ဒေသခံလူမှုအဖွဲ့အစည်းကောင်းဆောင်များဘာသာရေးကောင်းဆောင်များနဲ့ဩဇာကြီးမားသူများနဲ့လည်းပုံမှန်ထိတွေ့ဆက်ဆံရင်းဒေသအလိုက်လူတို့၏ယုံကြည်မှုကိုတည်ဆောက်လျက်ရှိပြီးအထူးသဖြင့်လူမျိုးရေးနဲ့ဘာသာရေးလူနည်းစုများရှိသည့်ဒေသများတွင်၎င်းတို့၏ကောင်းဆောင်များနဲ့တွေ့ဆုံဆွေးနွေးမှုများကိုပုံမှန်ပြုလုပ်ကာဓာတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်နှင့်စုံလင်ကွဲပြားမှုကိုလေးစားအသိမှတ်ပြုသည့်မူဝါဒများကိုအကောင့်ထဲပေါ်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။တော်လည်အောင်မြင်ရန်အတွက်ပတ်ကပ်ဖာများအနေဖြင့်အမျိုးသားညီညွတ် ့ရေးအစိုးရအန်ယူဂျင်နဲ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့မူဝါဒကျင့်ဝတ်နဲ့ဥပဒေများကိုလိုက်နာရင်လူမှုစီယုံရေးကိုပုံမစနစ်တကျလှုပ်ဆောင်ရလိုအပ်ကຫນွေဦးဒေါ်လာရေးအောင်မြင်မှုပြည်သူလူထု၏စီလုံးညီညွတ်မှုနဲ့ယုံကြည်မှုကိုအခြေခံထားသည့်ပကဖများ၏လူမှုစီယုံရေးလုပ်ငန်းများသည်စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ပြီးတရားမျှတပြီးလွတ်လပ်သည့်မြန်မာနိုင်ငံတည်တခုတည်ဆောက်ရန်မျှော်လင့်ချက်ဖြစ်တယ်လို့အသိပေးဖော်ပြထားပါတယ်ခင်ဗျာ။ ကုတ်ခိုင်မှာမွေးရစေဝါတဲလာတဲ့ကားသမားနှစ်ဦးကိုတအောင်းပြည်ရဲတပ်ဖွဲ့ဖမ်းဆီးရမယ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတအောင်းတပ်မတော် TNLA တပ်မဟာ9နေပြီးကုတ်ခိုင်မြို့နယ်ကောင်းခါလမ်းမပေါ်မှာမွေးရစေဝါတဲဆောင်လာတဲ့ကားသမားနှစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ PSLF TNLA ကထုတ်ပြန်ထားပါတယ်။မေလ14ရက်နေ့မနက်7:00နာရီခန့်မှာတအောင်းပြည်ရဲတပ်ဖွဲ့ကစစ်ဆေးမှုပြုလုပ်နေစဉ် X-ray အမျိုးအစားကားတစ်စီးကိုစစ်ဆေးရမှာဘင်းဖြူ168ဘု ူးကိုဖမ်းဆီးရမိခဲ့တာပါအဆိုပါမွေးရေဆိုးဝါးများကိုတဲဆောင်လာတဲ့အသက်28နှစ်အရွယ်ဦးလှမောင်နဲ့အသက်52နှစ်အရွယ်ဦးခေါ်စင်တို့နှစ်ဦးကိုတအောင်းပြည်ရဲတပ်ဖွဲ့ကစစ်ဆေးမှုပြုလုပ်နေပြီးမွေးရေဆိုးဝါးတိုက်ဖျက်ရေးဥပဒေအရအရေးယူသွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာ အညာဒေသကလေးငယ်များလေကြောင်းရံကောက်ွယ်ရေးအတွက်ဘုံခုချင်းကမ်ပိန်းပြုလုပ်ဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။အညာမြေတွင်နေစဉ်နဲ့အမျှစစ်ကောင်စီအနေဖြင့်ပြည်သူများတည်ရှိရာနေရာများအားပိတ်မှတ်ထားဘုံကျဲလျက်ရှိတာကြောင့်ပြည်သူလူထုများအသက်အန္တရာယ်မထိခိုက်စေရန်အတွက်ဘုံခုချင်းကမ်ပိန်းလေးပြုလုပ်လိုက်ကြောင်းအညာပြည်တိုင်းထောင်လေးများအဖွဲ့မှသတင်းဖော်ပြပါရယ်။ဘုံခုချင်းတစ်ခုကိုသိန်း20ကျပ်ဖြင့်အခု30ယူရထားပြီးကမ်ပိန်းကိုမေလ15ရက်နေ့မှဇွန်လ15ရက်နေ့အထိပြုလုပ်တော့မှာဖြစ်တယ်လို့ဖော်ပြထားပါရယ်။တက်နိုင်တဲ့ဘက်က တွေပါဝင်အားဖြည့်ပေးကြဖို့တိုက်တွန်းထားပြီး to comrades ရဲဘော်များတို့ Facebook page အညာပြတိုင်းထောင်လေးများ Facebook page နဲ့ Telegram တို့ဆက်သွယ်လှူဒါန်းနိုင်တယ်လို့သိရပါပါခင်ဗျာ။ စာတင်ကြောင်းများအားစစ်ကောင်စီကပြစ်မှတ်ထားတိုက်ခိုက်နေမှုကိုရန်ကုန်မှာတရုတ်ဖော်ဆန္ဒပြဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။စစ်ကောင်စီကကလေးသူငယ်များရဲ့စာတင်ကြောင်းများကိုလေကြောင်းပြစ်မှတ်ထားပြီးအကြိမ်ကြိမ်တိုက်ခိုက်နေမှုကိုတရုတ်ဖော်ဆန္ဒပြတဲ့လှုပ်ရှားမှုတစ်ရပ်ကိုရန်ကုန်တော်လှန်ရေးအစု YRF ကပြစ်လုခဲ့ပါတယ်။မေလ12ရက်နေ့မှာစစ်ကောင်စီကစကိုင်းတိုင်းတပည့်ရင်မြို့နယ်အိုးထိန်တွင်ကျေးရွာစာတင်ကြောင်းကိုဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ကလေးငယ်20ဦးနဲ့ဆရာမ2ဦးအထိအသက်ဆုံးခဲ့ရတာအများအပြားထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကိုတရုတ် ေါ်ဆန္ဒထုတ်ပေါ်ခဲ့တာလို့ဆိုပါတယ်။ရန်ကုန်မြို့နယ်ခေါင်ကသွေးစွန်းကျောင်းလွယ်အိတ်နဲ့ဖက်စာအုပ်ပုံတွေဟာစစ်ကောင်စီရဲ့ဆက်ဆုပ်ရုံးရှာပွဲအကောင်ဆုံးလုပ်ရများဖြစ်ပြည်သူကိုဥတီရမှုခဲ့တာကိုတပည့်ရေးဖြစ်စမှာမျက်ဝါးထက်ထင်တွေ့မြင်ခဲ့ရပြီဖြစ်ကြောင်းတက်တေထူချင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ယခုလှုပ်ရှားမှုအနေဖြင့်စစ်ကောင်စီရဲ့လူမဆန်တဲ့လူမျိုးတုံးတက်ပြတ်မှုများစစ်ရာဇဝမှုများကိုမှတ်တမ်းတင်နိုင်ရန်နဲ့ကလေးတငယ်များရဲ့စတင်ကြောင်းများအားလေကြောင်းပြတ်မှတ်ထားကအကြိမ်ကြိမ်တိုက်ခတ်မှုပြုလုပ်နေတာကိုကဘာနဲ့အဝမ်းတိရှိနိုးကြားစေရန်ရည်ရွယ်တယ်လို့ YRF က ကအသိပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်တာကီနဲ့ခါရှက်တို့ကပေးပို့ထားတာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာ